အဲ့တော့ကျွန်တော်တို့ဒီ၃ယောက်ကတော့ကျွန်တော်တို့မနက်ခင်း၈နာရီခွဲကနေစတာဗျာမနက်ခင်း၈နာရီခွဲနေစတာအခုကျွန်တော်၁၂နာရီခွဲပေါ်ဘူး၅နာရီမှပြီးတယ်ခင်ဗျာ၅နာရီမှမှပြီးပါပြီးတာเนาะ congratulations เนาะအဲ့တော့ဒါကျွန်တော်တို့ဒါ part 1ကနေ60ကျွန်တော်တို့ဒါပြောသွားပြီပေါ့အဲ့တော့ကျွန်တော်ကနည်းနည်းလေးပေါ့เนาะဒါကတော့ကျွန်တော်ဟိုမာလီပြောချင်ပါတယ်เนาะနည်းနည်းလေး review လေးပေါ့เนาะ review လေးပေါ့เนาะ ကဲဒါကြော်ဖုံးတန်ရဆက်လိုက်ရဒါအခုဒီမေကွန်းတရားဝင်ရတော့လေဒါဘာတွေရတော့ဘာဘာလေးတွေအာနေချက်တွေတွေ့တယ်ထင်တော့နောက်ဒီလိုမျိုးဝင်ဒီလိုမျိုးကတော့ဒီလောက်ကြီးအကြာကြီးတော့နောက်တစ်ချိန်လုတ်ဖို့ခက်ပါလိမ့်မယ်နော်တဏီကုံဒီဘာဖြစ်တော့အစရလည်းတဏီကုံမှာအားအုပ်တကယ်တမ်းအဲ့တော့ဒါဘလို့ဘာတွေပြောချင်တော့ပြောချင်တယ်ရပုပ္ပလင်းသာပြောချဘာမှမဖြစ်ဘူးအာဆရာတဏ္ဍာကောင်းနေဆရာတဏ္ဍာတက်ပါမဟုတ်ဘူးအဲ့ဒါအဓိကမဟုတ်ဘူးနော်အဲ့ဒါပြောစင်တော့မဟုတ်ဘူး ကဲအတန်ပိတ်တယ်ဆောကျအာဒီတရားလုံးစတိုင်းကျင်းလိုက်တဲ့အချိန်မှာကြာဒီဟို reading ကိုအရင်အဆိုနဲ့ချိန်နေတယ်မှာဆိုတာကြချိန်နေမလောက်ပါစေကြောင့်အခုကစတိုင်းပြလိုက်တဲ့အချိန်မှာဟိုတော်တော်လေးဟိုဟောဘောဒီ reading section လေးအကုန် topic တွေအကုန်လည်း ฉงว่าพี่อ่ะเออโอ้ยังสุดเนี่ยเซ็งเซ็งนี่เพียงอะพูดตัวจริงว่ายินดีด้วยจ้ะดีดีนะปัดตัดพี่อ่ะเอาเด้อเอาเด้อจ้าขึ้นอะไรเนาะขึ้นอะไรเนาะเสียขึ้นอะไร Sorry, yeah. ဆရာမျိုးသမီးကအဲ့နေကားတကားဖွင့်နေကြလို့ဆရာသားဖြစ်နေ sorry ဟုတ်ပြီအကြ reading ရှိနေအခုတော့ပို့ပြီးတော့ယုံကြည်မှုပို့တက်လာเนาะ okay ဟုတ်ပြီ okay yeah okay တော်တော်လေးမှန်တယ်မှန်ပါတယ်เนาะကဲကိုအေးချမ်းရောသားပြီးပြီလားသားကြောင့်ဖွင့်ပြီးလားပြောစရာရှိသေးလားပြောပြောလို့ရပါတယ်ကဲကိုအေးချမ်းပြောကြည့်ပါဦးဗျာဘာတွေရအောင်တရားတော်တော်လေးပြင်းမှန်းပါတယ်လားတော်တော်လေး၈နိုင်9နိုင်ဒီပါဖြစ်သွားပြီကိုဆို ရှင်းနိုင်ပဲထားပါတော့နာကြတယ်မှာနိုင်ဘက်နာရှင်းနိုင်ပေါ့ဝါမေဘွန်တရားကတော့ဟိုဟိုကိုလိုနီဘာခြုံကုန်ပြီးတော့ကျ IS မှာလာနိုင်တဲ့မေဘွန်ပုံစံနဲ့အကုန်လုံးကိုလည်းလေ့ကျင့်ကောင်းလားဟုတ်တယ်အာချင်းကပ်ပုံချင်းကပ်နီးပေါ့နော်ဘာရှင်ပုံမှာချင်းကပ်ပုံချင်းကပ်နီးကိုပို့ပြီးတော့သဘောပေါက်လာနောက်ပြီးတော့ကိုဘာဘယ်နားမှာအလွဲတွေးတက်လဲနောက်ပြီးတော့ approach ကိုဘယ်လိုပြန်ပြီး first thinking ကို second thinking နဲ့ပြန်ပြီးဘယ်လို ိတ်ချောရမယ်ဆိုတာပေါ့ဟုတ်ကဲ့အကျဉ်းသားရတယ်အကျဉ်းသားရတော့ဟိုခြေပိုင်းနည်းနည်းလေးတက်သွားတဲ့ဟာကိုနောက်ပိုင်းမှပြန် focus ပြန်လိုက်ကြရရှိတယ်ဓာတ်ထဲမှာကတချို့ survive တွေမှာကိုကထင်တယ်ပေမဲ့ second thinking မထည့်လိုက်ရင်ပြတ်သွားတာမျိုးဆိုတာလည်းပြန်သိထားမိတယ်အဲနောက်တစ်ခုကဟိုစကလုံးသုံးနှုန်းနဲ့ paraphrasing နေမှာနည်းနည်းလေးသတိထားမိပြီးတော့ question tricky point တွေကိုခုနဆရာပြောလို့ဒီဟာမျိုးလာပြီဆိုရင်တော့ ိုတွေမှာ preparation ရ experience ရဒီ question တွေဒီအဖြစ်မဟုတ်တော့ကျွန်တော်ဒီဟာနဲ့တော့တဲ့လာပြီးတော့ဟိုအဖြစ်ကိုထောင်ချောက်စင်လို့မကြနိုင်ဘူးဆိုတော့ဒီချင်းနဲ့တော့ပေါ့ရတယ်ဟုတ်တယ်ထောင်ချောက်တည်နော်ထောင်ချောက်တည်ပျော်ပျော်ကြီးစင်းနေတဲ့ပြဿနာလေးရှိရနော်အဲ့ဒါလေးကဲလိုက်မီဝပြောပါအောင်ဘာလို့ဘာတွေ တွေ့လေပေါ့နော်ဒါတော့တရားတော့ဆိုတွေ့တာရှိတာအများကြီးပဲတကယ်တော့ဒါပေမဲ့အခု loss ရပေးလိုက်တော့ပြောပြောဘုရားအစင်အစင်တကြဖြစ်စီမှာလည်းဖြစ်မယ်ဟာဒီပြီးရင်တော့ကိုယ့်ဘာကိုယ်လည်းပြန်သုံးသက်ဒီနေ့ဒါပြီးရနဲ့နားနားပေါ့နားပြီးညအပြန်ဖြစ်မနေ့ဆက်လာဖြစ်စီမှာမပါတယ်ရလဲပေါ့ဒါသုံးအောင်လုပ်ဖြစ်စီနေတာနော်ဟုတ်ကဲ့ပြောကြည့်ပါ တို့တတာရောဆရာတိတာတဲ့ question number 1နေ100မှာ level တစ်ခုလောက်ချိန်သွားတယ်လို့မျိုးအဲ့လိုမျိုးဖြစ်တယ်ဆရာအကုန်လုံးကဟိုတတိထားမိပြီးတော့ဗောနော်တုံတန်ရောတုံတန်ရောမဟုတ်ဘူးဆရာအလေအလက်လောက်ခတ်တဲ့ဥစ္စာလောက်ကိုတော်တော်ဖြေနိုင်ပြီလို့ထင်တယ်ဆရာအရင်လှဲ့တဲ့ဥစ္စာတွေတော့နည်းနည်းတော့ focus လို့တည်ရပေါ့ဆရာလေလှဲ့တာတော့ပဲတန်းတယ်မနော်ဂုံတုံးဘက်ကတော့ရှိရပေါ့ band 8 to 8.5တို့ဗောနော် band 8ဆိုတာကဟိုမှာပုတ်40မှာ 38လောက်ရနေတဲ့လူ36 39လောက်ရနေတဲ့လူတွေပေါ့နော်အဲတော့ပုတ်40မှာမှာ၄ပုတ်လောက်ပဲမှားတယ်ဆိုပဲလူမျိုးက band 8 8.5တွေပေါ့နော်အမှတ်ပြည့်ရတော့39 40အမှတ်ပြည့်ရတော့အမှတ်ပြည့်သုံးဖို့တမှတ်ရော့ရင် band band 9ပေါ့နော်အဲတော့9နေရတဲ့ဟာမျိုး8 8.5 level အတွက်ဖက်တဲ့အစာပုတ်တွေက၅ပုတ်6ပုတ်လောက်ရှိလို့ရှိတယ်နော်အာ နော်၅ခုကနေ9ခုလောက်ရှိချင်ရှိနိုင်တယ်အဲ့တော့ကျန်တဲ့33ပုတ်လောက်ပေါ့နော်9ခုဆိုကျွန်တော်ကအပုတ်40မှာ33ပုတ်ကျန်အဲ့33ပုတ်ကိုကိုကအာလွယ်တာနဲ့ခတ်တဲ့အလဲအလက်နဲ့ပေါ့နော်အဲ့လိုပေါ့နော်အဲ့အဲ့2ခုကိုတော်တော်ကြီးနိုင်ပြီဟေ့ဆိုလို့ရှိရင်ဟိုဂုံတူးမှတ်ထဲကနှစ်မှတ်လောက်ကိုကိုဆွဲနိုင်လို့ရှိရင်အရင်အမှတ်တက်သွားပြီ အစဟို33ပုတ်လုံးတဲကဘဲမှန်မလို့အကုန်လုံးပဲမလို့အဲ့ထက်က3ပုတ်လောက်3ပုတ်လောက်ရော့ကျင်ရောက်မှာပေါ့30လောက်ရမယ်ဒါပေမဲ့ဂုံတူးမှတ်ထက်က2ပုတ်လောက်ရရင်လေကိုကရသွားနိုင်တာပေါ့အဲ့တော့အဲ့မှာနေအမှတ်တရတော်တက်သွားမှာအဲ့တော့လက်ရှိရှိနေရ B1 level လောက်ကနေပြီးတော့ပုံမှန်ဆိုရင် band 6 6တုံးမ6.5လောက်ပဲရနေတာနေပြီးတော့ဒါမျိုးလေ့ကျင့်နေကိုယ်တိုင်လက်ဆက်ပြီးတော့ဆက်ဆွဲမယ်ဆက်ပြီးအပြင်လေ့ကျင့်မယ်ဆရာဗီဒီယိုသင်ခန်းစာလည်းရှိတယ်အကုန်လုံးပြီးအောင်လေ့ကျင့်ရင်တော့ သိကြပါဦးနတ်တက်ပါလိမ့်မယ် plus 1လောက်တက်နိုင်တယ်လို့ဆရာရေးရေးယုံကြည်တယ်ဒါအဖို့လင်းပြောတယ်เนาะပြီးတော့ဟိုဒီလောက်ပင်မန်းခံပြီးတော့လဲလေ့ကျင့်တာဟိုအကုန်ယူပါလဲဆရာတော်မစဉ်းစားနေငါးစားအကိုသာဒီအသက်ရွယ်နေပေါ့เนาะဒီလိုသင်တန်းတက်ရဒါမျိုးတက်ရမလုံနိုင်လားဖူးပေါ့เนาะလောက်တော့လုံနိုင်မှာပေါ့เนาะလောက်ရမယ်ဆိုတော့လောက်ရမှာပေါ့ဒါပေမဲ့ကိုကအခုစာသင်နေရတော့လीပြောချင်တာဟာကိုကလှုပ်ဆက်ရစီးပွားရေးတွေပါညအများကြီးရှိနေရောဆရာတို့အုံနောက်တွေကဒါ အဲ့လို IWD ဆိုတာရောက်သွားဒါတော့မှဒါစာတင်တဲ့ဘက်ကိုပဲလုံးဝ focus လုပ်နိုင်အောင်ဆရာအမျိုးသမီးကလည်းကူညီပေးတာပေါ့နော်သူ့အကူအညီလည်းအများကြီးပါတယ်သူကောင်းလုံးကလေးတွေရောအကောင်လုံးအကောင်လုံးသူလောက်ပြီအခုတော့အိတ်သွားရင်မှကလေးတွေရောအကောင်လုံးဒေါင်းသွားရင်အကောင်လုံးအိတ်သွားကြရင်နော်ဆရာလည်းဒါပြင်ခဏနားပြီးအိတ်ရတော့မယ်ပြိုင်ပြိုင်သွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့ဟိုโอเคအဆင်ပြေပါတယ်အဲ့တော့နောက်တစ်ဆက်သေးပေါ့နော်အကြံပေးချင်တာကတော့ဒီတင်ငန်းစာကိုကြည့်နေတဲ့လူတွေပေါ့နော်ကျွန်တော်တို့ဟို မလွယ်ပါဘူးဒါမလွယ်ဘူးဒီလောက်ကြီးမေးခွန်းဒီအများကြီးလေ့ကျင့်လိုက်ဖို့မလွယ်ဘူးဒါမဲ့မလွယ်ပေမဲ့တန်ဖိုးကတကယ်ရှိပါတယ်အသုံးဝင်ပါတယ်နော်အင်မတန်အသုံးဝင်တယ်ရအောင်ချပါကျွန်တော်ကတော့ဟာကျွန်တော်လုံးဝတိုက်တွန်းတယ်နော်အပြီးပြီးရအောင်လေ့ကျင့်ပါနော်တိုက်တွန်းတယ်ကဲ okay ဘာပြောဦးနော်ကောင်းယူပါတယ်နော် this is something you can take pride in နော် something you can take pride in မှာကောင်းစရာကောင်းပါတယ်နော် တော်တော်လေးပြရင်လည်းအောင်တော့တယ်ထူပူသွားရဲ့အာနော်โอเคပါမေးအောင်နော်ပါပြောအောင်နော်ညာပြီးပါကျောင်းဟာဖြစ်လို့ရှင်တော့ဒီဒီဘယ်လိုပြရမပါမဘဲနဲ့ကျောင်းသားပါကျောင်းသားသူတို့ဟိုဖိုင်းကျင်နေဆိုရင်ဟာဒီလိုဟို PDF တော့မျိုးနဲ့ရနိုင်မယ်ဆိုရင်ဟိုစင်ပြနေမှာဆိုဆရာအဲ့တော့ the break ထဲအကုန်လုံးပေါ့နော်တကယ် commitment ရှိရှိနဲ့ဖြည့်ကြည့်ပြီးတော့ မိကုန်းတရာလုံးကောက်ကိုဖြည့်ကြည့်နိုင်တယ်ဆိုတာလေအဲမှာလဲကိုဟိုကောင်းသားနေတဲ့ပတ်သူ confidence တက်လာမယ်ဆိုတာလေဟုတ်ဟုတ်ဆရာကိုလည်းအမြဲတမ်းသူလာတိုင်း record တော့ဘောတာကြီးမတွေ့နိုင်ဆိုတော့ဟုတ်ဟုတ်မမမဟုတ်တရားတော့ဟုတ်ချင်မှာဟုတ်မယ်ပေါ့နော်ဒီတရားကျွန်တော်အများကြီးစဉ်းစားထားတာဒီ7ကျွန်တော်စာသင်လာတဲ့တက်တန်းတစ်ချောက်လုံးကနေဒီ ဒီမေကွန်းတရားဒီတိုင်းလေး random ကောက်ပြီးတော့ရွေးလက်လို့လည်းမရဘူးပေါ့เนาะကျွန်တော်ကအားလုံးလည်းသိပါတယ်ကျွန်တော်တဲတဲလာတဲ့တဲလာတဲ့ကျွန်တော်ရဲ့အတွေ့အကြုံရာဒီစာအုပ်တရားဘယ်သင်ငန်းစာနဲ့ဆိုပြီးဘယ်ကောင်ကကြိုက်တော့ဘယ်သင်ငန်းစာတော့ overlap ဖြစ်နေတော့အဲ့ overlap ဖြစ်တဲ့ဟာမျိုးကျွန်တော်မပါတော့ဘူးပေါ့เนาะအဲ့လိုမျိုးလေးပေါ့เนาะအဲ့တော့ဒီဟာအခုဒီမေကွန်းတရားကတော့ IS reading အတွက်ကို တော်တော်ကြီးခြုံငုံမိသွားပြီခတ်တာတွေရောလွဲတာတွေရောနောက်ပြီးတော့ စာအုပ်ဆိုလို့ရှိရင်တကယ်တည်း19ဆိုကျွန်တော်လွတ်ထားတာ19ရအောင်တချို့ကကျွန်တော်ထည့်ကျင်တာမှန်တကယ်တော့နောက်တစ်ချိန်ကျရင်တော့19တို့18 19 20တွေပါလိမ့်မယ်လာမှာ20လဲထွက်လာတော့မယ်ပေါ့နော်ဒီဒီထဲမှာအဲ့တော့အဲ့ဒါလေးကျွန်တော်တို့ထပ်လွတ်ဖို့တော့ရှိပါတယ်မိကွန်းတရားလုံးတော့ဖြစ်ဖို့မလွယ်ဘူးအစားစဉ်းစားတာကအမှန်တကယ်စဉ်းစားတာက true first not given ကိုပုံ90လောက်ချလိုက်ပြီ heady match ကို90လောက်ချလို့စိတ်ကူးတာဒါပေမဲ့အခုလိုလေးလောက်လိုက်တော့ဘူတောင်းအဆင်ပြေသွားအခုလိုလောက်လိုက်တော့ဘာဖြစ်တော့မှဆိုတော့ဒီ စန်နက်စ်ကမ်ပလီရှင်းဆိုတာကျွန်တော်ဘာဖြစ်လို့အတန်းနဲ့မအဲ့လောက်မတင်လို့ဆိုအခုသဘောပေါက်သွားရင်မဟုတ်လားစန်နက်စ်ကမ်ပလီရှင်းတော့အသိမတင်လို့ချက်ဝေဖန်ကြရဟာမင်းတို့စန်နက်စ်ကမ်ပလီရှင်းတော့မလုံးနိုင် IS ကိုလုံးနေရောနဲ့ဟုတ်တယ်လေဘာမှမခက်တော့ဟုတ်တယ်ဘာမှမခက်တော့မဟုတ်လားဟိုကအသေးအသေးကြီးဒီခြုံငုံပြီးဖက်တဲ့ဟာတွေဖက်ပြဒီစန်နက်စ်ကမ်ပလီရှင်းကွက်လက်လေးသွားဖြည့်လာတော့ကော it's it's a piece of cake ဖြစ်သွား easy peasy ဖြစ်သွားပါเนาะဟောเนาะဟောဟောอืมကောင်းပါလေဟောတာကြဖုံးတဲ့ဘာပြောလဲ ဘာကျင်နိုင်ရှိပြောလဲရပြောကြတော့မရှိတော့ကျန်နာโอเคဟုတ်လိုက်မင်းပါရှိတော့ပါအောင်ဆရာဒီလိုလုပ်ပြီးလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲโอเคဗျအားဆိုရင်ကျွန်တော်ဒီ recording လေးပြလိုက်တော့မယ်နော်